မင်္ဂလာပါရှင်။ရောင်ကတိချင်တဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။စစ်တပ်လုံးမအန်စီပွဲမတက်ပဲပြည်သူတွေနဲ့တူရက်တီရောင်ပြသနိုင်မို့နိုင်ငံတကာတန်တမန်တွေကိုတိုင်းဒေါ်လာနဲ့ကိုင်းကြောက်ဖွဲတိုက်တွန်းအနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရဲ့ဆဲသဘောတူစာချုပ်အန်စီရစစ်တပ်အနာသိမှုကြောင့်ဆက်ကူသောတခုပြည့်ရောက်ရှိသွားဖြစ်တယ်လို့ခင်မျိုးသားစီယံ KNU ပါဝင်တဲ့တိုင်းဒေါ်လာရောင်ကြောက်ဖွဲကဒီကနေ့မှပူတွဲသဘောထားထုတ်ပြန်နေ။ဒါကြောင့်အန်စီအမိကန်စစ်ကောင်စီကျင်းပမဲ့ ။အန်စီရဲ့လက်မှတ်ရေးထိုးခဲ့ခြင်းစနစ်ပြကဏ္ဍကိုမတရားကျင့်ဖြင့်မြန်မာပြည်သူလူထုနဲ့အတူယက်တီချောင်းပြသကြဖို့ကုလသမဂ္ဂအာဆီယံနဲ့နိုင်ငံတကာတန်တမန်တွေကိုတော်လိုက်ပွဲချောင်းပွဲကဟော်တိုမလာဆက်သွယ်နေမှာတိုက်တော်နဲ့ဒိုင်းတာလက်နက်ကိုင်ပွဲကျောကစေအုပ်စုနဲ့တီးတွေ့ဆက်ဆံပြီးအစီအစဉ်နှစ်ပတ်လည်ပွဲအတွက်ပူပေါင်းဆောင်နေတဲ့အစီအစဉ်လက်မှတ်ရေးထိုးမှာပါဝင်ခဲ့တဲ့အဖွဲ့၁၀ပွဲနဲ့၆ပွဲကကုလသမဂ္ဂကြီးညာခဲ့တာ။ဘူးရသဘောထားထုတ်ပြန်ခဲ့တဲ့ကယန်ယူချင်းမြို့သားတောက်စီရန်နဲ့မြန်မာနိုင်ငံလုံးဆိုင်ချောင်းသားများဒီမိုကရက်တစ်တပ်ဦး ဘောက်အမျိုးသားလူမျိုးရေးဖွဲ့ချုပ် PNL လို့လာအိုဒီမိုကရက်တစ်စီယုံမွန်ပြည်သက်ပါတီဆီယနာရှင်တိုက်ဖြတ်ရေးဒုရက KNU CNF ABS DNA နဲ့ PNL လို့ရစာတိုင်းသားဖွဲ့လေးဖွဲ့နဲ့အတူ2015အောက်တိုဘာလ15ရက်မှာ SCA လက်မှတ်ရေးတိုးခဲ့တယ်။ NSP နဲ့ NDU က2018ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့မှာ SCA လက်မှတ်ရေးတိုးခဲ့တာ။ 2022ခုနှစ်ဖေဖော်ဝါရီလဆီယနာသိမ်းပေါ် NCA စာချုပ်ရဲ့အနှစ်သာရအခြေခံမှုတွေနဲ့ရီမန်းချက်တွေကိုပြများတင်နေဖြန့်စီလိုက်တာဖြစ်ပြီး NCA ကောင်တယ်ပေါ်မှုလုပ်ငန်းစဉ်လဲရန်ဆိုင်သွားကစက္ကူစုပ်တစ်ခုဖြစ်ကိုရောက်ရှိသွားစဉ်လို့အခုတက်ကြေညာချက်မှာပေါ်ပြရတယ်။ NCA စာချုပ်ပေါ်ကျင်းဝင်စာတင်ခြင်းမရှိဘဲနဲ့ချိန်ချင်းချိုးဖောက်ခဲ့တဲ့စေဟုစုက ပြည်သူလူထုကိုအင်အားသုံးကပုံစံမျိုးမျိုးနဲ့ဖမ်းဆီးနှိပ်စက်တပ်ဖြတ်လာခဲ့သည်သာမကလေကြောင်းတိုက်ခိုက်မှုတွေပါဝင်ပြည်သူလူထုကိုကြံဖက်တပ်ဖြတ်မှုနေစဉ်ကျူးလွန်လျက်ရှိနေချိန်မှာ NCA 10နှစ်ပြည့်နှစ်ပတ်လည်ပြုလုပ်ဖို့ပြင်ဆင်နေအောင်ဖြစ်လို့ဆေးရုံဆွေဟန်ပြလုပ်ငန်းစဉ်မှာပါဝင်ခြင်းဟာမြန်မာနိုင်ငံနဲ့ဒေသအတွင်းမတည်ငြိမ်မှုကိုဖန်တီးနေတဲ့ဆေးရုံဆွေကိုတောက်ခံကြရလို့တိုင်းဒေသတစ်ဖွဲ့တွေကသတိပေးတယ်။ဒါကြောင့် NCA လက်မှတ်ရေးထိုးခဲ့ခြင်း10နှစ်ပြည့်မြောက်ကဏ္ဍကို မတက်ရောက်ခြင်းဖြင့်ပြည်သူလူထုနဲ့တူရက်တီချောင်းပြသကြဖို့ကုလသမဂ္ဂအာဆီယံနဲ့နိုင်ငံတကာသံတမန်တွေကိုတိုက်တွန်းတက်ပါတော်လိုက်တော့ကြောက်ခွင့်ကတိုက်တွန်းလိုက်တာဖြစ်တယ်။ဆေးအုပ်စု NCA မိခင်မိပြုလုပ်တဲ့ဟန်ပြလုပ်ငန်းစဉ်တွေနဲ့ဆေးအုပ်စုကသူတို့ကိုယ်တိုင်ချိုးဖောက်လို့ပြည်ပြဲတော်ပြီးဖြစ်တဲ့2008ဖွဲ့စည်းပုံကြေကံဥပဒေအောင်မှကျင်းပဖို့ပြင်တဲ့ရွေးကောက်ပွဲတို့ဟာဆေးအာဏာရှင်တွေကနိုင်ငံကိုတသက်လုံးထိန်းချုပ်နိုင်တရားဝင်မှုကြိုးပမ်းကျင်းတာဖြစ်တယ်လို့ဖော်ပြတယ်။ ဒီလိုကြိုးပမ်းကျင်တာဖြစ်လို့နိုင်ငံအကျပ်တဲနဲ့ပြည်သူလူတွေရဲ့ဆင်းရဲဒုက္ခတွေကိုဖြေရှင်းနိုင်မှာမဟုတ်ဘဲပလိပခါကတေကိုတော့ပို့လို့ရှင်လျားစီမယ်လို့ထုတ်ပြန်တယ်။ရေရှည်တည်တဲ့ခိုင်မြဲငြိမ်းချမ်းရေးဖြစ်ပေါ်စေရန်လမ်းစာစစ်တပ်နိုင်ငံရေးမှာပောင်းမှုမရှိစေဖို့ပလိပခါတွေမတရားကျူးလွန်ခံရသူတွေအတွက်တရားမျှတမှုရှိစေဖို့နဲ့ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံခြေခံမှုတွေသိရေးဆွဲနိုင်မှုလိုရဲ့လို့ထပ်လောင်းသိပေးတယ်။ အရေးချတွေတဲ့ဒေါ်လာတိုက်ပွဲဝင်နေကြတဲ့ဒေါ်လိုင်းပွဲစည်းနဲ့တူဆီယနာရှင်စနစ်ချုပ်ငြိမ့်ပြီးဖက်ဒရယ်ဒီမိုကရေစီပြောင်းစုတည်ထူထောင်နိုင်တဲ့အထိတဆိုင်မမတ်တိုက်ပွဲဝင်သွားမယ်လို့လဲဒိုင်းသက်ဒေါ်လိုင်းတပွဲတွေကပူးတွဲထုတ်ပြန်ကြေညာတယ်စစ်တပ်က2025ခုနှစ်ပြည်သူတွေကိုဥတီရဲ့လေးချောင်းကနေပုံကျဲတပ်ဖြတ်မှုတွေကိုတိုးလောက်လာတဲ့စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်ကပုံကျဲလို့ထိဆောင်ခဲ့ပြည်သူတောင်ချင်းရှိနေပြီဖြစ်တဲ့စစ်တပ်ကလုံးမဲ့ဆွဲရေကောက်ပွဲမတိုင်ခင်စစ်တပ်ကကြမ်းဖက်မှုတွေပိုးလောက်လာနိုင်တာကြောင့်လွန်ကျော်ပြီးပုံပြီးတရီထားကြဖို့တော်လိုက်ဖွဲ့တွေကတရီပေးတယ်။ ဆလဘီဝန်တန်းကိုချင်သေးတယ်ကြိုက်တက်ခဲလို့ပိတ်ထားခဲ့တဲ့ဘန်ကောက်တလိဆန်ရုံရဲ့အသိုင်းအဆောင်ကိုပြန်ပွင့်ထိုင်းနိုင်ငံဘန်ကောက်မြို့ကတလိဆန်ရုံတစ်ခုမှာဝန်တန်းတို့ကိုချင်သေးကကြိုက်တက်ခဲ့တဲ့ပြည်စင်ပြီးပိတ်ထားတဲ့ဆောင်ကိုပြန်လည်ပို့လည်တာဖြစ်တဲ့စတေမာလာဆယ်နေတော့ကဘန်ကောက်ရဲ့ Safari World တလိဆန်ရုံရဲ့အသိုင်းအဆောင်အေရိယာထဲမှာဝိုင်းတလိဆန်ရုံဝန်တန်းတို့ကချင်သေးတွေဝိုင်းကြိုက်တက်ခဲ့ရပြီးအသက်ဆုံးရှုံးခဲ့တယ်။ ။အရင်ပြန်နောက်ပိုင်းတိလိဆန်ရွတ်သားရဲဆောင်ကိုလူဝင်ခွင့်ပိတ်ထားခဲ့နောက်ထိုင်းမျိုးသားဥယျာဉ်များတိုင်းတိလိဆန်နေတဲ့အပင်နဲ့ဒိန်းဒိန်းဆောင်ရှောက်မှုဖွဲ့ရဲ့စစ်စဲတီပြုချက်ပေးအောင်တော်လဆက်သွဲနေမှာပြန်ဖွင့်ခဲ့တာဖြစ်တယ်။အဲ့ဒီတော့မှတို့ရေပန်းစားတဲ့ကြာနဲ့ရေမြင့်တွေကိုစားကြရမျိုးကိစ္စတွေကိုလည်းပုံမှန်တိုင်းပြန်ပြီးစတင်နိုင်တော့မှဖြစ်တဲ့တိလိဆိုင်ရုံကဆိုရင်တားရဲစုံမှာတော့ကျင်သိလို့တားစားတတဝါတွေကိုတဘောအတိုင်းတားရှာနေရာတွေထဲမှာကားတွေနဲ့ပြတ်တမ်းမောင်းနေရင်တိလိဆိုင်တွေကိုနီကတ်ကြည့်ရှုနိုင်အစီအစဉ်ပေးထားတယ်ပြီးခဲ့လာကကျင်သိအုပ်တိုက်ခိုက်မှုကြောင့် ထိဆောင်ခဲ့သူကတော့တလိဆိုင်ုံမှာအနည်း20လောက်လောလောဆယ်တဲ့အသက်58နှစ်ရဲ့ဝိုင်းဝန်ထမ်းတောင်ဖြစ်ပါတယ်။သူအချင်းသေးတွေကိုစားကျွေးနေချိန်တော့တွင်ဆောင်ထဲမှာကားပြင်အတွက်ပစ္စည်းတကူကားယူချိန်မှာချင်းသေးတွေရဲ့အလစ်တိုက်ခိုက်မှုကိုခံခဲ့ရဖြစ်တဲ့တလိဆိုင်ုံဝန်ထမ်းကိုချင်းသေးတွေကတိုက်ခိုက်ခဲ့တာကိုတခြားကားတွေပေါ်မှာရှိနေတဲ့အဲတွေကမြင်နေခဲ့ရပြီးမှဘာမှမကူညီနိုင်မဲထိတ်လန့်တခြားသောအဝင်နေခဲ့ကြရတယ်။လောဘကမြေဝင်ပန်းတီဝန်ထမ်းတွေကသူစီရအောင်တော့ပြီးကုညီနိုင်ခဲ့တဲ့အချိန်မတိုင်ခင်ဒီအဲ့ဒီဝန်ထမ်းချင်းသိတွေ15မိနစ်ကြာခိုက်ဖြတ်စားတမှုကိုကန်နေခဲ့ရတာဖြစ်ပါတယ် ဒေနုနောက်မှဖြစ်နေတဲ့ဝန်ထမ်းကိုစေယုံစီအမြန်ဆုံးတင်ပို့ခဲ့ပေမဲ့လည်းမကန်တင်နိုင်ခဲ့ဘူး။ဖြစ်စဉ်ပြီးသားရဲဆောင်ကိုပိတ်ထားပြီးစုံစမ်းမှုလုံဆောင်ခဲ့နိုင်တဲ့တိလိဆိုင်ရောလုံခြုံရေးအစီအမံဒီမှာပြဿနာမရှိဘူးလို့အာနာပိုင်တွေကဆုံးဖြတ်ခဲ့တဲ့အတွက်အဲ့ဒီဆောင်ကိုပြန်ပြီးတော့ဖွင့်ဖို့ခွင့်ပြုခဲ့တယ်။ဒီတော်တွင်တိလိဆိုင်ဘက်ကလည်းရှင်ဆွဲလုံခြုံရေးစနစ်တွေကိုပြန်လည်တုံးသက်ပြီးအစီအမံတင်မယ်လို့ကြေညာထားခဲ့တယ်။ဆလဘီဘာကန်တိုက်ပွဲစစ်မှုရတပ်သားရဲ့တေဆောင်မှုများ SNS စနိုက်ပါ ။သမားရီ KI ဖမ်းပြီးကချင်ပြည်နယ်ဖားကမြို့မလန်းကျေအောင်နေကြောက်စိန်တောင်ရွာတင်မှဖြစ်ပွားခဲ့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကစစ်မှုရတဲ့နန်းစင်တပ်သားတွေထိခိုက်ဒေဆုံးများပြီးစနိုက်ပါတမတဦးအပါဝင်နှောက်ကိုကချင်လွတ်လပ်ရေးတပ်တော်ကဖမ်းမိတာလို့သတင်းရရှိရတယ်။အော်တိုမော်လဆေကတိုက်ပွဲမှာစစ်ကောင်စီဘက်ကစစ်မှုရန်တင်ဆန်းစင်တပ်သား90တဲ့မင်းနဲ့တိုက်ဆုံခဲ့အောင်ဖြစ်တယ်လို့ KI နဲ့ညီဆက်တဲ့သတင်းမြစ်ကပြောတယ်။နမ်မမြစ်ကျောက်စုထဲမှာပိုင်းနဲ့မလန့်ကျရာမှာအော်တိုဘော်လဆန်ကစတင်ပြီးစစ်ကောင်စီတဲ့စစ်ကြောင်းတွေဝင်ရောက်လာလို့တိုက်ပွဲတွေဖြစ်ခဲ့တယ်။ အော်တိုဘာဆင်းရဲမှာတော့တိုက်ပွဲလုံးပြင်းထန်ပြီး9နာရီကျော်ခန့်မှာတစ်ကြိမ်ညနေ4နာရီ10မိနစ်ခန့်မှာတစ်ကြိမ်ဝိုင်းတွဲရောဂျက်ဖိုင်တာနဲ့မှဖုံးကျဲပြီး17နှစ်နဲ့မှာပြစ်ခတ်ခဲ့တာ။တိုက်ပွဲတွေမှာစစ်ကောင်စီကိုကူတိုက်ပေးတဲ့ SNL ရှန်နီတန်ကစနိုက်ပါသမားတအုပ်နဲ့စစ်မှုရေးတင်နန်းစစ်သက်သာတအုပ်ကိုစိတ်ကြဆေးပြားနေတူဖမ်းမိထားတယ်။စစ်ကောင်စီတပ်ဟာဘာကန်ဒေတာကိုတမ33လောက်ခန့်တက်တဲ့ရှန်နီတန် SNL နဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်ပူးပေါင်းတပ်တွေကိုဆဲလွတ်ပြီး KIA KB နဲ့တိုင်ချုပ်တဲ့နေရာတွေကိုစစ်တောင်းထုတ်ဖို့ကြိုးစားနေရပါဗျ။ တိုက်ပွဲပြင်းထန်နေရဖြစ်လို့လေကြောင်းနဲ့လက်နက်ကြီးရအပြင်မြေပြင်စစ်ကြောင်းရကသတိပြုကြဖို့ကဲကအသေးပေးတယ်။အော်တိုဘလော့ဆယ်ကဘာကန်ပြင်ဝိုင်းမော်မြို့လက်မြေရကိုလည်းစစ်ကောင်စီကပုံကျဲခဲ့ပြီးလက်ရှိမှာနှစ်နေရာလုံးတိုက်ပွဲတွေဆက်ဖြစ်နေတယ်။ဆက်လက်ပြီးအလုံးပေါင်းစီးပြီးတပြိုင်နက်တည်းတော်လန်အမချင်ရောက်ပြီးတော့အဖွဲ့အစည်းတွေနဲ့ကောင်ဆောင်နေလက်ခံကြောင်းဒေါက်တာဆွန်ဝေစုပြောလက်ရှိချိန်အောင်အလုံးပေါင်းစီးပြီးတပြိုင်နက်တည်းတော်လန်တိုက်ပုံရတော့မချိန်ဖြစ်တယ်လို့အဖွဲ့အစည်းတည်တည်နဲ့ကောင်ဆောင်နေကိုပြောဆိုခဲ့ကြောင်းအမျိုးသားညွေဆွေရဲ့ဇမ်းမိုင်နဲ့ပြည်ညိုင်းဝင်စီဒေါက်တာဆွန်ဝေစုကတည်ပြတယ်။ ဒေါက်တာဇော်ဝေစွန်အန်နီဂျီဆီးရီးယားရဲ့ Straight Media ဖြစ်တဲ့ PVTV နဲ့တီးသက်သစ်ဆောင်ကမ်းမအခုလိုပြောဆိုခဲ့တယ်။အခုချိန်က2025-2026ကတဆုချင်းတဖွဲ့ချင်းတရေတာချင်းစဉ်းစားမယ်။တရေတာချင်းတိုက်ရမယ်တော်လန်ရမယ်ချိန်မဟုတ်တော့အလုံးပေါင်းစီပြီးတပြိုင်နက်တည်းတက်ညီလက်ညီအလုံးလောရမယ်ချိန်တော်လန်ရတော့မချိန်တိုက်ပွဲဝင်ရတော့မချိန်ဖြစ်တယ်လို့ကျွန်တော်ဖွဲ့စည်းတည်တည်နဲ့ကောင်းဆောင်နေကိုပြောပြတယ်။အားလုံးကလည်းယုံကြည်လက်ခံတယ်လို့ဒေါက်တာဇော်ဝေစိုးကပြောတယ်။ပြည်တွင်းကိုပြန်လည်ရောက်ရှိတာလာပိုင်းသာရှိတဲ့ဒေါက်တာဇော်ဝေစိုးဟာတိုင်းသာကောင်းဆောင်ချုံနဲ့အိုင်လန်တွေ့ဆုံတာလည်းရှိနေပါတယ်။ ဆလဘီဒလာမျိုးနဲ့ရာဇာတကြံရက်ကွမ်မှာနိုင်ရင်ကိုလူမိုက်ပြူစော်တီရက်ခကြီးကအယမိုးပြီးကားနဲ့ဝင်တိုင်မှုလူဆက်တောင်းဒီကတန်ရရတိုင်ကြတော့လဲရှဲကအေးမျိုးပဲလွတ်ပေးတာရန်ကုန်တိုင်းဒလာမျိုးနဲ့ရာဇာတကြံရက်ကွအုံလာကြီးလမ်းမှာနိုင်ရင်လေလုံးနဲ့အင်ကိုလူမိုက်ပြူစော်တီရက်ခကြီးကကိုသိန်းစွန်သူကအယမိုးကကားနဲ့ဝင်တိုင်ခဲ့ပြီးကလင်းငယ်လေးပောင်းရင်လူဆက်တောင်းဒီကတန်ရရတော့လဲရှဲကဖန်စီရေးခြင်းမရှိကြောင်းရက်ကွနေပြည်သူတွေကပြောတယ်အော်တိုဝါစနေရက်နေ့မနက်9:00အချိန်မှာ လူမရက်ခကြီးဆိုသူကနိုင်ဟင်ကိုကားနဲ့ဝင်လိုက်ခြင်းဖြစ်ပြီးရက်လယ်မဝင်ကစားနေကြကလင်းကလေးပါဝင်လူဆက်တဲ့ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်လူမရက်ခကြီးမှာစံဖတ်ရဲစစ်တပ်နဲ့ပေါင်းပြီးရက်ွက်နေပြည်သူတွေကိုဒုက္ခပေးနေသူဖြစ်ကြောင်းစစ်မှုရန်ကြေးကောက်စီနိုင်ငံလှုပ်ရှားသူတွေကိုရာဝေးဖန်စီခြင်းနဲ့လုံဆောင်နေသူဖြစ်ကြောင်းသိရတယ်။ရက်ခကြီးကစီဒီအမ်သမားတွေ PDF တွေနိုင်ငံသမားတွေကိုဖန်စီပေးရပတ်စံပေးလို့ခိုင်းအကုန်လုပ်ပေးတယ်။ပတ်စံပေးပြီးလူရိုက်ခိုင်းတာမျိုးသူတို့ကရိုက်ပေးတယ်။ဥက္ကဋ္ဌလည်းဘာမှမပြောရဲဘူး။ဆဲအိမ်မှုရိုက်မှုဆိုရင်လည်းအကုန်ကြောက်တယ်လို့ရက်ွက်နေပြည်သူတောင်ကပြောပါရတယ်။ နောက်ဆက်အောင်ပြကြအတွက်တို့ဝင်ကျေးဇူးတင်ရှိပါရရှင်